အားလုံးပဲမင်္ဂလာပါဗျာဆိုင်းတဲ့တင်ဒရမအပြန်လဲဂျိုဆိုလိုက်ပါတယ်ခင်ဗျာကိုတင်ဆက်ပြီးမယ်ရုပ်သံမျိုးပိုင်းလျက်တော့ဘူးလဲလားဆိုရင်ဘန်းကရတဲ့တင်နဲ့ပတ်သက်ပြီးပြောတာလဲပေါ့ကိုတော်ဘုန်းကြီးရဲ့ရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေမေးလိုက်ပါတယ်ခင်ဗျာတွင်မှာပေါ့တော်ဘုန်းကြီးကအဲ့ဒီဘူးလဲလားဆိုရင်ပတ်သက်ပြီးပြောဆိုနေကြသူတွေကိုဘာတွေဘလို့ပြောဆိုနေကြလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလဲဆိုင်းတဲ့တင်ဒရမတို့ပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒီနေ့က17ရက်ဆယ်လပိုင်း2025ဖြစ်ပါတယ်ဗျ။ကောင်းစီကတော့ဒဂါကြီးဘူးလက်မျက်လဲပြတာခံရတယ်ပေါ့နော်။ဘူးလက်ကြီးမျက်လဲပြတာခံရတယ်ပေါ့နော်။ဒါပေါ့နော်။ဟိုဘက်မှန်ဟာဟိုဘက်ဟောင်းစီတို့အုပ်စုတွေညကြော်တို့အုပ်စုတွေတော်တော်များများပေါ့ဗျာ။တော်တော်များများတို့တွေကတကယ်ကဘုရားကျေဆိုခစ်တေတို့ BBC တို့ကပဲကြည်တာဗျခစ်တေတို့ ခိတိတို့ BBC တို့ဆိုတော့လေတဲ့နော်အခါတရမှာ60ခုကတရေရန်လွဲချော်နေတဲ့လူတွေကြိုက်မယ်လွဲချော်နေတဲ့လူကြိုက်မယ်တိုင်းမျိုးလေကောင်းကျိုးပေးတဲ့ဒေသနာတွေပေါ့ဒေသနာတွေပေါ့နော်အဲ့တော့ဒေသနာတွေမဟုတ်လားတချို့ပြည်တွင်းတွေကဒေါန်တာဒေါန်တာတွေဆိုလက်လူလုံးနဲ့ဆက်တွေ့ပြီးနော်တရားမဝင်ဖွဲ့နဲ့ဆက်တွေ့တာရှိတယ်ဒါလည်းဦးစင်းရဲ့ Telegram မှာလည်းတင်ထားပါတယ်နော်အဲ့တော့ဒါလည်းဌာနဆိုင်ရာနောက်ဆက်ကတော်ရှိပုဂ္ဂိုလ်များအားလုံးနဲ့လည်း ဒါကြီးဟာကိုလည်းကျွန်တော်တို့စစ်စစ်ဖို့လိုတယ်ဗျာနော်စစ်စစ်ဖို့လိုတယ်ဘူလတ်ကြီးကိုဖမ်းသွားပြီဆိုပြီးမှခေါ်လာတော့ဒီကြောင်ကြတယ်ဗျာနော်ဒါတော့ခေါ်လဲဆိုရလဲဘူလတ်ကရွေးကောက်ပွဲမှာလဲဒါအရွေးခံမယ်အမှန်တော့တခုလေဗျာလိုအပ်ချက်ရှိရတော့ဘာဒီမဲ့လိုအပ်တယ်လဲဘလိုဟာဒီမဲ့လိုလဲလိုအပ်တဲ့သူဘူလတ်မြင်လိုက်တယ်လို့မတိပါဘူးဗျာဘူလတ်ကြီးခဏဝါးလဲဆိုတော့ဟုတ်လား တို့ကအိန္ဒိယနဲ့ထွက်ချင်လားထွက်မှာပေါ့သွားချင်လားတော့မှာပေါ့နော်အဲ့ဒါကြီးကိုဘူလတ်ကြီးပူရေလိုခါသွားပြီဆိုပြီးမှပြောကြတာပေါ့ဗျာမန္တအရာနဲ့ဖွားကြတာပေါ့ဘူလတ်ကြီးကဘူလတ်ကလည်းခါဆိုအဲ့လူကလည်းပြောပေါ်နေရတဲ့လူကြီးပဲနော်ဒကာရိုက်ဒကာဘူလတ်ဆိုရလည်းပြောနေရတဲ့လူကြီးတော်တော်လေလူတော်လေးဆက်ပါလဲဆိုလို့ပြောလို့ရတယ် တခါတလေကြတော့လဲဒါလည်းပုထုဇဉ်လူတော့ဟုတ်ကဲ့အမားနဲ့တော့ဘယ်ကင်းရမလဲပေါကုတော်လည်းအမားလေးရှိတာပဲအမားနဲ့မကင်းဘူးအမားနဲ့မကင်းဘူးဘူးလိုက်ကြီးကအားလုံးလည်းပြောပြီးအပေါ်ချလာတယ်ဟွာကျွတ်တို့ဒကာကျော်စွာနဲ့ဒကာကျော်စွာဗားတယ်အမဟိုဘာလို့ဖိုင်းခန္ဓာဆိုဘနာနာငပြောသေးဆိုတော့အဲငပြောသေးရဲ့အတိတ်ပြခဏတွေ့ကြည့်မြောက်သေးတယ်မင်းတို့ငပြောသေးစားမလားတဲ့ဘနာနာငပြောသေးပြောပါဘူးကွာဟိုကနေအကုန်လုံးနော်ဘူးလိုက်ကြီးကပြောပါလား ိုနေတို့ဆိုတာလေအဲ့လိုကျုပ်တို့လူတွေကကျုပ်တို့တွေကလူတွေဆွဲလို့ခေါ်ခေါ်ယူမင်းမြတ်ပြီဆိုရင်လည်းပဲဖမ်းသွားပြီစီးသွားပြီညဟုတ်လားသူဦးငါဦးတရင်ဦးမဆောင်ကြဘူးသူ့ထက်ငါဦးမဆက်သူဦးအောင်ဆိုပြီးအတဲတန်တင်ကြတာလဲတန်ဝိုင်းတင်ကြတာနော်ဝိုင်းပြီးတင်ရတာပေါ့ဗျာလဲတန်ခင်တီတို့ကတရင်တွေယူမှကြည့်ပြီးမှဖတ်ပြီးပြောကြတာအားရပါရနောက်တော့လူတရင်နေမမမအဲ့တော့ခဏတော့ပြည်သူများအားလုံးပဲ ဆုံးဖြတ်ပေါ့ဗျာသူတို့ကတော့ဘူလက်ဆိုရလဲဒါကြော်ကြတဲ့လူတယောက်ထဲမှာပါလိုက်လေဗျာလူစိတ်ဝင်စားမှုရှိတာပေါ့နော်ဘူလက်တို့ဆိုရလဲအဲ့လိုစိတ်ဝင်စားမှုဖွာလိုက်ပြီဆိုလို့ရှိရင်ရွေးကောက်ပွဲဦးမယ်ရွေးကောက်ပွဲဦးမယ်နည်းနည်းပါးပါးလေးပဲချီချီပါအထီးချီဆိုတဲ့ပုံစံမျိုးလောက်ကြအောင်ကြပါတယ်လောက်ကြအောင်ကြပါတယ်ရွေးကောက်ပွဲကတိလာလေအဖြစ်တရားများများလေးပဲနော်ရွေးကောက်ပွဲကတ်လာလေအဖြစ်တရားများများလေးပဲဗျာဒါတော့ဟာပါပဲလော်လော်နေတော့ဟုတ်လား မြတ်စွာဘုရားရှင်ကိုရောမြတ်တော်မှာလေးတိချင်းနဲ့ကဘာတည်းပါရမီဖြည့်ပြည့်ပြည့်ကြံခဲ့ရတာပဲအဲ့မှာဘုရားဖြစ်တာပဲဘုသူစင်ကတော့ပြောမနေနဲ့ဘုသူစင်ကတော့ပြောမနေနဲ့တိုက်ခိုက်မှုမျိုးမရှိမှာပဲနော်အဲ့လိုတိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်မှုတွေရှိမှာအောင်မြင်ပါလေဗျာအဲ့လိုမှမတိုက်ခိုက်မှုမဟုတ်ဝေဖန်မှုဆိုလို့ဟုတ်လားလူတယောက်ကတဲ့အဆဲဆိုအဝေဖန်မှမခံရရင်တဲ့အဲ့လူကတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့နော် လို့ကျင်တော့ဆဲဆိုဖမ်းမှုခံရမှာဒါလေးအောင်မြင်တာပေါ့ဗျာအောင်မြင်တာပေါ့နော်ဒါလေးလည်းသိဘူးပါပေါ့ဦးဇင်းပြောတာကြီးဖြစ်ပါတယ်နော်အဲ့တော့ဘူးလက်ကလည်းအောင်မြင်တဲ့ခဲမှာလည်းပါတယ်လို့ပြောလို့ရတယ်ပါတယ်လို့ပြောလို့ရတယ်အဲ့တော့သူလည်းဆဲဆိုကြမှာပဲလည်းပြောတာပဲဖင်လန်လည်းပြောဝေဖန်ကြတာပဲအမျိုးမျိုးသုံးနိုင်ပြောကြထိုင်းကဆိုပြောမနေဟောင်စီတို့အဆူဦးဇင်းပြောပြောမနေသူတို့ဦးဇင်းနေရာတွေကပြောလို့မရဘူးလူတွေရပဲပြပရနေဟောင်းနေရတယ်ပြပရနေပြောနေကြတယ်ဗျာအဲ့မြန်မာပြည်သားကြည့်လိုက်ပါလား အဲ့လိုလေတိုင်းမို့သူတို့ဟာရဲလားအဲ့လိုလေတိုင်းမို့သူတို့ပြောရဲလားဆိုတော့လာကြည့်လိုက်ပါလားမြန်မာပြည်ဆိုလာမန်းတော့မဒီပြန်မန်းတော့မဒီအောင်ဘာလို့တော့ရှိဟုတ်လားအဲ့ဘိုးကအကောင်လို့ခုဝေဖန်တိုက်ခိုက်တယ်များကိုလိုက်ရှင်းနေမယ်ဆိုလို့ရှိရင်ရှင်းရမယ်လို့ကစီပင်ရဲ့အလုပ်လေခုကစီပင်ဝန်ထမ်းမှာမဟုတ်တာစီပင်မှာမဟုတ်တာအဲ့တော့တော့ဟာလေရှင်းစရာအကြောင်းမရှိဘူးရှင်းစရာအကြောင်းမရှိဘူးဒကာကြီးဘူးလက်တို့လည်းထုံနီးတူသွားပေါ့ဗျာနော် မကြောင်းမင်းရင်ခင်းပြရတော့မဟုတ်ပါဘူးဗျာမကြောင်းမင်းရင်ခင်းပြတော့မဟုတ်ပါဘူးဆိုကြပါတော့ဗလီကိစ္စတွေမှာဆိုလို့ရှိရင်ပြောရတဲ့အရာလေးတွေသူပြောရလဲဒါမျိုးတွေဟောဟိုကလိုက်ပြလိုက်တော့ဒါမျိုးတွေပေါ့ကိုကနိုင်ငံဥဆောင်မဲ့လူတယောက်လေကိုကလွတ်တော်အမတ်လောင်းတယ်လွတ်တော်အမတ်လည်းဖြစ်ခဲ့ပြီလေဖြစ်ခဲ့ပြီဖြစ်တဲ့လူကြောင့်ကိုကပြောရင်တော့စကားတစ်ခွန်းပြောရင်တော့စင်ကြင်ရမှာပဲကျန်တဲ့တမန်လူတွေနဲ့ကိုနေတော့အပြည့်မှာတန်းကြီးလို့မရအောင်တန်းကြီးမပြောလို့ဗျာမရာပြောလို့တော့မရအောင်ဒါမျိုးလေးလည်းရှိတယ်ဗျာ ဟုတ်လားဟိုကနိုင်ငံကိုအကျိုးပြုမဲ့အမတ်လောင်းတရားတိုင်းပြည်ကိုအကျိုးပြုမဲ့အမတ်လောင်းတရားမတ်လောင်းတရားဟိုဘောမင်းကဥပောင်ပြင်းလို့ဆိုရင်ရကြိုက်တယ်ဦးဇင်းတို့စကားပြောပါလားရကြိုက်တယ်နှစ်ဖက်လွတ်ဥပဒေလွတ်ဒီဘက်ကြိုက်ဒီဘက်ကလည်းကြိုက်တယ်ဟိုဘက်ကလည်းကြိုက်တယ်ဟိုဘက်ကလည်းလွတ်အောင်ပြောပါလားပြောရအောင်တော့ကောင်းကောင်းနဲ့ပေါ့အုံတော့ကောင်းနဲ့ပေါ့။ဒါမျိုးလေး။အုံတော့ကောင်းနဲ့ပေါ့ ။ဒါကြောင့်ဦးစင်းတို့ပါတီထဲမှာတချို့ကတော့ပြောတာပဲ။ဒါတက်ကြီးရွယ်ဦးလေးတက်ကြီးရဲ့လူတွေဟာဟိုဟာတွေဒီလိုဟာတွေငကွားလူတွေပဲ။ငကွားလူတွေမရှိလို့မရဘူးအမိုင်လောင်းနေထဲမှာ။လူဟောင်းတွေကလည်းရှိကိုရှိအောင်မှာ။လူဟောင်းတွေရှိမှလူတွေတွေကိုလမ်းပြလို့ရမှာ။တွင်တင်လို့ရမှာ။သုံးမလို့ရမှာ။တွဲခေါ်လို့ရမှာ။လူဟောင်းတွေမရှိဘဲနဲ့လူတွေတွေကြိုက်သွားမယ်ဆိုလို့ရှိရင်အဆင်မပြေနိုင်ဘူး။အဆင်မပြေနိုင်ဘူး။ ခုကျန်းခံရေးမြေကောက်ပွဲမှာလူတစ်တည်းမပါဘူးလားပါလာပေါ့ဒီကြီးတွေကဆိုလို့ရှိရင်ဟောဟုတ်လားဒီနေမျိုးဝဲလို့ဆိုတော့ကဥက္ကဋ္ဌရန်ငယ်ရဲ့ဒါမင်းနဲ့သူ့မှာပညာရည်ချင်းရောထိုက်တင်တဲ့အရည်ချင်းသူ့မှာရှိတယ်ဒါနဲ့ကျန်းခံရေးကသူ့တွဲခေါ်ပါတယ်မလောက်နဲ့မှာပါပါတယ်နောက်တစ်ချိန်မှာအနာဂတ်မျိုးသက်တိကသူ့လက်ထဲမှာရှိမှာလေလူကြီးတွေရဲ့အိုင်ဒီယာတွေလူကြီးတွေရဲ့အတွေးခေါ်တွေလူကြီးတွေတိုင်းပြည်ပေါ်ထားတဲ့အလုပ်ကိုင်းတွေလူတို့အကုန်လုံးကြည့်ရမှာအများကြီးပဲလူငယ်တွေဒီနေ့ရွေးကောက်ပွဲမှာကျန်းခံရေးမှာလူငယ်တွေအများကြီးပါတယ် လူငယ်တွေအများကြီးပါတယ်လူငယ်တွေတော်ဖို့ပဲရည်ကြီးတာလူငယ်တွေလှုပ်ဆောင်ချက်ကောင်းဖို့ပဲရည်ကြီးတာလူငယ်တွေဒီညမှာကိုယ့်ရည်ချင်းကိုကိုပြောက်ဖို့ပဲရည်ကြီးတာဘယ်မှာအခုရည်လွယ်လို့အခုရည်ကြီးတော့လို့မရအောင်ထွက်ခါသာတော့ရည်ကတော့အဟောင်းတွေပဲတပတ်ဆယ်ရတော့စောင့်ရတယ်ရည်ကြီးထွက်ဖို့တွေနော်ရည်လွယ်လူရဲ့ဥပမာပြောပြတာပါဒုံးနေတူသွားပဲတန်းခိုင်ရင်မှဒီနေ့လူငယ်တွေကိုအရင်တွဲခေါ်ပါတယ်နော်အမှန်တော့အစ်စ်တွေနဲ့ဒီလူတွေထိတွေ့ရမယ် လူတွေပြည်သူတွေပေါ်ဘယ်လောက်အကျိုးပြုနိုင်လဲပြည်သူတွေပေါ်ဘယ်လောက်လှုပ်ဆောင်ချက်ကောင်းလဲဒါအတက်တွေပဲနော်ဒါအတက်တွေပဲလို့ကျွန်တော်ရန်ခိုင်ရလူငယ်ရေးနဲ့တွေ့တဲ့လောင်းတော့မယ်ဆိုတဲ့ပုံစံတောင်ပြနေရတယ်အကုန်လုံးကတော့လူငယ်ချင်းတွေ့တဲ့လောင်းလို့တော့မရဘူးဗျမရဘူးမရဘူးစဉ်မပြေဘူးအဲ့တော့လူငယ်တွေရဲ့စာပြပုံကိုဖြစ်အောင်လဲလူကြီးတွေကပြောလိုက်တဲ့စကားတွေမှာပေါ့ဗျာတီတက်မှုလို့တယ်ကိုပြောတဲ့စကားတွေကအမှန်ကန်မှုလို့တယ်ဒါလေးတွေလည်းလူကြီးတွေအနေနဲ့လိုအပ်ထားပေါ့ဗျာနော်ဘာပြောပြောဥစဉ်တော့ ဘူးလက်သွေးယူတော့ကိုယ်မကွေးတိုင်းသားအဲ့လိုပြောတာမဟုတ်ဘူးကြိုက်တဲ့ထဲမှာပါတယ်ဇာမနဲ့ကရဲ့ခါလေးစကားကိုလွယ်လွယ်လေးပြောပြောပါတာလေးသိုးတာပေါ့ဗျာလူကတော့လူဝချက်တွေကတော့ချိကြမှာလေအကုန်လုံးကတော့အမားနဲ့မกินကြအောင်အဲ့တော့အမားများရင်နဲတယ်နဲအောင်လောက်ကြလို့လိုရပါလိမ့်ဗျာဦးစင်းကတော့ဒါလေးပဲပြောချင်တာအားလုံးကပါပဲဗျာ